はい、皆さん、こんばんは。ぬえです。私は今日はね、インフォーメナの日本語グラマーサウへ、あかん、リセリを設備を収入してもらってます。インフォーリを、私、ピニャラな点びやら、ねんねりをあげるの。アンドリーで、ラウテちゃんも、無視だ。ばろれそう。私、せいちんの、え、17話番のが、ピニャラなり、あまり漏びけや、インフォーたまりじべそう。あにはいね、みゃん、論がにじゃろうらもてるの。あにはりまべ、あろんはじてとみゃえ、ほ、まんねとりみゃえ、ぼの。あくち、サウ ထက်က test တွေကဟာဝိညာဏနာလောက်တဲ့အခါမှာမင်းနဲ့သူသိမရှိဘူးပေါ့အဲ့တော့ဆက်လုပ်ရတာအားရောမရှိဘူးဒါပေမဲ့လေတယောက်စားနှစ်ယောက်စားလေးလုပ်နေတာတိတော့မှလည်းလာပြောကြတယ်စင်စီမတင်သေးဘူးလားမတင်သေးဘူးလားနဲ့လာမေးသေးလာမေးကြနေတဲ့လူလေးတယောက်စားနှစ်ယောက်စားရှိလို့အဲ့တယောက်စားနှစ်ယောက်စားအတွက်ကိုဟူတည်ပြီးတော့လုပ်ပြတာပေါ့အဲ့တော့လေတကယ်ကိုအတွက်အကျိုးရှိရဲဆိုလို့ရှင်တော့ comment လေးမှာလုပ်ပြီးကြောင်းလို့တကယ်အကျိုးရှိရဲဆိုတဲ့အကြောင်းလေးတော့မှတ်တော့ခဲ့ပါအောင်နော်ဒါလေးကတော့ဝတ္တိရှိဘက်က request လုပ်တာပါ ဒီဝတ္ထရှိရဲ့ channel ကတင်နေမှဗီဒီယိုရန်ကိုလွတ်မသွားချင်ဘူးဆိုရင် channel လေးကို subscribe လေးလုပ်နှုတ်ဒီလေး on ထားခဲ့လို့ရပါတယ်ရှင်။မြန်မာနိုင်ငံကဆိုရင်လည်း VPN လေးခန့်ချပေးဖို့ဝတ္ထရှိဘက်က request လုပ်ပြရစီ။ကြည့်ဒါဆိုရင်တော့ဒီနေ့ရဲ့ grammar pattern ကိုဆက်ပြီးတော့လေ့လာကြမယ်နော်။အခန်းလေးဆက်လေးမှာဆိုလို့ရှိရင်တော့ message grammar pattern က၅ခုရှိရပေါ့နော်အဲ့ဒီ၅ခုထဲမှာမှာအဓိကတော့၃ခု။ဂျန်နေဟာတော့ အရင်ကြီးလောက်လို့ပြောရင်တော့အရေးကြီးပါတယ်။အာ၄ခုလောက်တော့ပြောရမယ်ပေါ့နော်၄ခုလို့ပြောရမယ်ပေါ့။ကျွန်တော်တို့ကတော့ဒီ dining ပဲအတူတူလေးဆိုတော့ master grammar pattern ၄ခုရှိပါမယ်။၄ခုလုံးကလည်း pattern တွေများပြီမယ်လွယ်ပါတယ်။ဘာလို့လဲဆိုတော့ဒီ dining လေးပဲမှတ်ရုံလောက်လေး။ဘာသာလေးဒီ dining ဓာတ်ရိုက်ဘာသာပြောင်းနေရတဲ့ဟာတွေမလို့ပါ။ပထမအဦးဆုံး sumi mas sumi mas ရဲ့အဓိပ္ပာယ်ဒီသူ့ရဲ့အဓိပ္ပာယ်ကလွန်နေဆိုတဲ့အဓိပ္ပာယ်လीနော်။လွန်နေလွန်နေဆိုတဲ့အဓိပ္ပာယ်။ဥပမာဝတ္ထုထမင်းစားတဲ့ ပုံမှန်စားနေကြတဲ့အများကြီးစားမိသွားတဲ့အခါမှာသမင်းစားလွန်သွားပြီလို့ပြောရကြတယ်ငါသမင်းစားတာများသွားပြီသမင်းစားလွန်သွားပြီဟုတ်လားနောက်တစ်ခုအိတ်တာအိတ်တာကမှတအားကိုအိတ်လိုက်မိတဲ့အခါမျိုးဥပမာလူတယောက်ရဲ့ပုံမှန်အိတ်ချိန်ပြီး၈နာရီဆိုပါဆိုသူကတဏီကုံတဏီဟန်အိတ်နေရမျိုးဆိုရင်တော့အာတညာလုံးတဏီကုံလုံးအိတ်နေရမျိုးဆိုရင်တော့အဲ့အိတ်လွန်သွားတယ်ပေါ့ ကိုသတ်မှတ်ထားတဲ့အတိုင်းအတာပမာဏအခြေအနေတစ်ခုထက်ကိုကျော်လွန်သွားတဲ့အခမျိုးတွေမှာဆိုရင်စွန်ငီးမတ်စ်ကိုသုံးမယ်လွန်နဲ့လွန်နဲ့တူတီရှိရတော့မှာဝတ္တရှိကိုအမြင်ဆိုးလေးနဲ့သွားနည်းနည်းတူတယ်ဘာလို့လဲဆိုတော့အမြင်ဆိုးဆိုရင်အမြင်ဆိုးရင်အကုန်ဖြုတ်ဒီမှာလဲသူရှိရသုံးမဲဟာတွေဒီလွန်နေမှာတော့အကုန်ဖြုတ်ပိုနေမှာတော့အကုန်ဖြုတ်ဆိုပြီးမှတ်လို့ရပါတယ်အကုန်ဖြုတ်ပါမယ်အဲဒါကြောင့်မလို့ရှိရလိုက်မဲ့ grammar pattern ကြီးရှေ့ကတွဲမဲ့ grammar font ကြီးကို အရင်ကြီးစဉ်းစားပြီးတော့မကြက်ပါနဲ့ ီတိုင်းလေးပဲတွေးတွေးပြီးတော့မှတ်ပါအဲ့ဒါကကိုယ့်အတွက်တစ်ချက်လုံးအသုံးပြုရလွယ်ကူပါလိမ့်မယ်ခုနကတော့ရှေ့မှာတော့ပြောခဲ့တဲ့အမြင်ဆိုရင်အကုန်ဖြုတ်ဒီမှာလဲလွန်နေပိုတယ်ပိုနေတယ်လွန်နေတယ်မှတော့အကုန်ဖြုတ်တယ်အလုံးမခံနိုင်ဘူးလေနော်အဲ့တော့ best ဆိုရင်လဲ mass ဖြုတ်မယ် adjective ဆိုရင် e ဖြုတ် na adjective na ဖြုတ်ဆိုမီမတ်လွန်နေလွန်နေဒီမှာဆိုရင်ခုနောဖို့တော့ဝါအဆဆုံမီမတ် ခုနဖုတုံဖုတုံဆိုတာဗောတချို့အဲ့ရခင်းဆောင်ကိုပြောတာဗောနော်အဲ့အဲ့ရခင်းဆောင်ကအာဆုစုံကြီးမာအာဆုကဘယ်ရလာတာလဲဆိုရင်အာဆုဤကလာတာအာဆုဤကိုမာဆိုရင်ပူတာရှိတယ်ထူတာရှိတယ်ဒီမှာဒီအဲ့ရခင်းဆောင်တော့ထူတာပြောတာအဲ့တော့အဲ့ရကြီးဆိုတော့ဤဖြုတ်စုံကြီးမာပေါင်းလိုက်တာထူလုံးနေဒီအဲ့ရခင်းဆောင်ကြီးကထူလုံးနေဥမာကိုစိတ်နဲ့နိုင်တာဗောနော်ကိုစိတ်နဲ့နိုင်ပြီးတော့ထူလုံးနေဆိုတဲ့အခြေအနေမျိုးတွေမှာတောင်းတာနောက်တစ်ခုအိုစာခဲကိုနော်မီစုံကြီးမာစတာ အရက်တော့လွန်သွားခဲ့တယ်။ Nomi Mask ကလာတာ Mask ဖြုတ်စုံကြီး Mask တုံးတာ။ဒီမှာတော့ Master ဖြစ်သွားပြီ။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့အချိန်ကတော့ပြောလို့အဲ့တော့အရက်တော့လွန်သွားခဲ့တယ်။ဟိုမှာကိုကပုံမှန်နှစ်ခွက်ပဲတောက်နိုင်တဲ့လူဒီနေ့၄ငှက်၆ခွက်လောက်တောက်သွားတယ်ဆိုတော့ဒါအလွန်ကြုံဖြစ်သွားပြီးမှောက်သွားပြီပေါ့နော်။အဲ့လိုမျိုးအခြေအနေမျိုးတွေမှာလွန်သွားတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာပုံမှန်ထက်ပိုနေတဲ့အခြေအနေမျိုးတွေဆိုရင် back ကို mass ဖြော EJD E ဖြောနိုင် EJD နာအဖြောစုံကြီး mass ကိုတောင်းလို့ရပါတယ်။နောက်ထပ်နှစ်ခုကိုတော့ဝတ္တရှိရတွေးရလေးပြောခြင်းတယ်။ဒီမှာဆိုရင်ဘာမှမစဉ်းစားခင်ဒါလေးအရင်ကြည့်အောင်ရာစုဤဆိုတာလွယ်တာလေနီကူဤကခက်တာ။အဲ့တော့တခုခုလှုပ်ဖို့အတွက် လွယ်တာအတုံးပြရတာလွယ်တာလှုပ်ဖို့အတွက်လွယ်တာဖြစ်ဖို့အတွက်လွယ်တာ မခက်ခဲတဲ့အခြေအနေမျိုးတွေမှာဆိုရင်ရာစုရေးဒက်စ်ကိုသုံးပြီးတော့ဖြစ်ဖို့ခက်တာမျိုးတွေဆိုရင်တော့နီကွီဒက်စ်ကိုသုံးပါမယ်။သဘာဝလျက်ဖြစ်လွယ်တာမျိုးတွေဆိုရင်လည်းသုံးမယ်ပေါ့။ဥပမာချပါတော့ဒီဖန်ခွက်ကသူ့ရဲ့သဘာဝကိုကကျွေဆိုလို့ရှိရင်လေအထိမခံကျွေပကံလို့ရှိတယ်မလား။ကျွေဆိုရင်ကွဲလွယ်တယ်ကွာ။ကွဲလွယ်တယ်။အဲ့တော့သူ့ရဲ့သဘာဝကိုအဲ့လိုမျိုးဖြစ်လွယ်တာမျိုးအဲ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းရာစုရေးဒက်စ်ကိုသုံးလို့ရပါတယ်။ခက်တဲ့အခါဆိုရင်တော့နီကွီဒက်စ်ကိုသုံးမယ်ပေါ့။ဥပမာဒီစာအုပ်ကလေ ပြဲလွယ်တယ်ဒီခဲတံကကျိုးလွယ်တယ်စသဖြင့်ကွာဒီစင်က တက်ကတာလွယ်တယ်တက်စင်ရတာလွယ်တယ်ပေါ့နော်ကိုယ့်အတကူတက်ရတာအဲ့လောက်ကြီးမခက်ခဲဘူးလွယ်တယ်ဟာဒီ software ကအသုံးပြရတာလွယ်တယ်ဟာအရင်ကြီးမရှုပ်ထွေးဘူးပေါ့နော်စသဖြင့်အဲ့လိုမျိုးကြီးပြောတာဟာဒါကြီးကတော့ခတ်လိုက်တာလောက်ရတာခတ်လိုက်တာဆိုတဲ့အခြေအနေမျိုးတွေဆိုရင်လည်း nuclear test ကိုသုံးမယ်ဒီမှာဆိုရင်ရာစွေးခတ်ဆရာစွေးခတ်ဆဆိုတာဈေးပေါ်တဲ့ ठी ကခွာရဲရာစွေး test ခွာရဲဒီခွာရဲမှာကျိုးတာကလာတာ ဲ့တော့ကျိုးတာပြက်တာပေါ့နော်ဒီမှာဆိုရင်တော့ ठी ကပြက်လွယ်တယ်ဖြစ်မှာပေါ့ခွာရဲ mask ကိုဖြုတ်ရာဆိုရီ desk ပေါ့နော်ဒီ ठी ကပြက်လွယ်တယ်သူကတော့ buff တင်နေပဲတွေ့မှာ buff တင် mask ဖြောက်ရာဆိုရင်နိခွီပေါ့မှာပေါ့နော်အဲ့ဒါလေးပြောဖို့မင်းနေခဲ့လို့နောက်တစ်ခုနာဆိုကတာဘဲမွန်တို့ကနာဆိုဆိုတဲ့နွေရာဒီမှာဆိုရင်တာဘဲမွန်တို့စားစရာတွေကခုစားရရာဆိုရီ desk ပုတ်တိုးလွယ်တယ်အဲ့တော့ဒီမှာဆိုလို့ရှင်ဒါဆိုရင်ဒါတဘာဝကနော် ဘာလို့တဘာဝလို့ပြောရတာလဲဆိုရင်နွေရာသီရောက်တိုင်းရောက်တိုင်းအပူချိန်များတယ်အပူချိန်များလို့ရှိရင်အပူချိန်များတဲ့အခါမှာဝတ္ထရှိတို့စားနေတဲ့အစာတောက်တွေဒီပုတ်လွယ်တယ်တိုးလွယ်တယ်ဒီဒါတဘာဝလေဘယ်သူမှလုံနေရမျိုးမဟုတ်ဘူးသူ့ဟာသာသူတဘာဝအပူချောင်ဖြစ်သွားတဲ့ကိစ္စရည်ဒီပေါ့ဒီမှာဆိုရင်ခူစာရီမတ်ကလာပြီးမတ်ကိုဖြိုရဆူရီဒက်စ်ပေါင်းထားတယ်ပေါ့နောက်တစ်ခုကနီခွေဒက်စ်ခတ်တာခိုနိုမီချီဝါအွန်တန်ရှိ နီခွေဒက်စ် ဒီလမ်းကပေါ့နော် on tension mask ကားမောင်းတာ on tension nucleus ဆိုတော့ကားမောင်းရတာခက်တယ်ဥပမာသူ့အတွက်အကွေးကောက်တွေအရန်များလို့မလွယ်ကူတဲ့အခြေအနေမျိုးပေါ့နောက်တစ်ခုခူရမာနော်မာဒိုဂရာဆူဝဝါရဲနီကွေတက်စ်ခူရမာနော်မာဒိုဂရာဆူဆိုတော့တကားရဲ့ပြတင်းပေါက်မှန်ကဝါရဲမတ်စ်ကလာပါတယ်ဝါရဲနီကွေတက်ဆိုတော့ကွဲဖို့ခက်တယ်ဖြစ်နေတော့ဒီပြတင်းပေါက်မှန်အရန်ကောင်းတော့မကွဲလွယ်ဘူး ဟာဒီတိကမကြိုးလွယ်ဘူးမပြက်လွယ်ဘူးအဲ့လိုမျိုးအခြေအနေမျိုးတွေဆိုလို့ရှိရင်တခုခုလောက်ဖို့လွယ်တယ်ဆိုရင်ရာသွေးသုံးပြီးတော့ခက်တယ်ဆိုရင်နီခွေးသုံးပါမယ်သူဆိုရင်လည်း buff တင်နေပဲတွေ့ရဲ mask တွေဖြုတ်ပြီးသုံးမယ်ပေါ့ Now number 4 gram ပတ်တန် number 4 gram ပတ်တန်ကတော့ဝတ်သိရှိတို့ acidity တွေကို adverb ဖြစ်အရင်ပြောင်းပြီးတော့နောက်မှာ shimmer sleek ကတ်လိုက်တာအဲ့တော့ဗာဒိဗယ်လေးလို့မပြောခင်မှာ shimmer sleek ရဲ့အဓိပ္ပာယ်ကိုအရင်ပြောကြည့်အောင် shimmer တီလုတ်တီလုတ်မဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးဖြစ်အောင်လုပ်မယ် acidity တွေကဒီတိုင်းကြီးပဲနောက်မှာ shimmer နဲ့တွဲလို့မရဘူးလေနော်အဲ့တော့သူ့ရဲ့ adverb အရင်ပြောင်းအောင်ပါဥပမာထားပါတော့လှပတော့လုတ်မယ်လို့မရှိဘူးလှလှပပလုတ်မယ်တတရရလုတ်မယ် အဲ့လိုမျိုးပဲရှိတာမလို့ဝတ်သီးတို့ကအေဂျင့်တွေကိုအစ်တဘတ်ပြောင်းမှာမလို့ပြောင်းမှာလဲဆိုရင် EAGT ဆိုရင် E ဖြုတ်ခုပေါင်းမယ်ဥပမာမီဂျီကာတိုတော့ဆိုရင်မီဂျီကာခုတိုတိုဆိုပြီးပြောမှာနောက်တစ်ခုကနာအေဂျင့်ဆိုရင်နာဖြုတ်နိကက်ပေါင်းခီတဲ့ဤနာလှတော့ဆိုရင်ခီတဲ့ဤနိလှလာပပဟာဆိုပြီးဖြစ်သွားမှာ နောင်ဆိုရင်တော့နောင်နဲ့နောင်အတူတူပဲလို့နောင်ရဲ့နောက်မှာနီးကပ်ပြီးတော့ရှင်မတ်အဲ့လိုမျိုးလေးဖြစ်အောင်လုပ်မယ်လို့ပြောတာအဲ့လိုမျိုးအချင်းကြီးမျိုးမှာဆိုရင် adjective ကို adverb ပြောင်းရှင်မတ်ပေါ့မယ်အဲ့တော့တို့ကလေဒီမှာ rare လေးကိုအရင်ဖတ်ပြပြီးရှင်းပြမယ်ခမီးရောမီဂျီကာခုရှင်မတ်ဇပင်ကိုမီဂျီကာကြီးတိုတော့ဦးဖြုတ်ခုပေါင်းလိုက်တာရှင်မတ်တော်တော်လေးဖြစ်အောင်ညှက်မယ်ဖြစ်သွားတာပေါ့နော်အဲ့တော့ဆောင်းမဲမှာလေးနောက်မှာရှင်မတ်လေးပေးထားပြီးတော့ရှင်မတ်ကွက်လက်ကလေးနဲ့မြန်မေးလာခဲ့ရင် အာငါတို့ဒီမှတ်ခဲ့ရတဲ့ HTTP ကို advert ပြောင်းရှိမှာ spawn ဆိုတဲ့ grammar pattern လေးရှိတယ်အဲ့ဒါဆိုရင်တို့ကဒီရှိမှာ HTTP ကို advert ပြောင်းထားတယ် EHTTP ဆိုရင် if you ခုပေါင်းထားတဲ့ဟာလေးလိုက်မယ် now HTTP နဲ့နောင်ဆိုရင်တော့ now ဖြုတ်နှိကက်မယ်ဆိုတဲ့ဟာလေးရှိတယ်ဆိုတာလေးကိုသတိရပြီးရွေးလို့ရအောင်နော်နောက်တစ်ခု hey yo ခီတဲ့ရင်းနေရှိမှာအခန်းကိုခီတဲ့ရင်းနာလှပတော့ကို advert ပြောင်းတော့နာဖြုတ်နီးဖြစ်သွားတာလှလှပပလေးဖြစ်အောင်လုပ်မယ်မိဇူးနော့ရောအိုရေရဲ့ပမာဏကိုနှိပိုင်းနေရှိမှာ နှက်စားဖြစ်အောင်လုပ်မယ်။အဲ့တော့ဒီမှာဆိုရင် ရေပမာဏကိုဒီလိုဖြစ်အောင်လုပ်တာ။ရေပမာဏကြီးကိုပြောင်းလဲလိုက်တာကွာ။ရေပမာဏကြီးကိုဒီလိုမျိုးဖြစ်အောင်လုပ်တယ်ဆိုတဲ့အခြေအနေမျိုးမှလည်းသုံးတယ်။နောက်တစ်ခုကလည်းဘာလို့ဒါကြီးကိုထက်ရှင်မရနေဆိုဒီမှာနောင်နေရှင်မဆိုလာမှာမလို့။ဒီနောင်နေရှင်မစကကြတော့နောင်ဖြစ်အောင်လုပ်မယ်။နောင်အဖြစ်တက်မှတ်မယ်ဆိုတဲ့အတိတ်ပဲ။ဒါနဲ့ကနည်းနည်းလေးစင်တူတလို့ရှိပေမဲ့သုံးပုံသုံးနည်းတော့မတူဘူး။ဒါကကြတော့အဲ့ဒါကြီးကိုအဲ့ဒီနောင်ကြီးကို ပုံစံပြောင်းလိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေမှာသုံးပြီးတော့ဒီမှာတော့ now အဖြစ်သတ်မှတ်မယ်ဆိုတဲ့ပုံစံမျိုးကိုသုံးတာဥပမာဒီမှာဆိုလို့ရှိရင် Bangkok Han Wa ညစာကတော့ Tempura ni shimasu Tempura အဖြစ်သတ်မှတ်မယ် Tempura အဖြစ်သတ်မှတ်ပြီးတော့ Tempura ပဲလောက်ကြမယ်လို့ပြောလိုက်တာပါတီကယ်လေး꿰ပါတယ်ဒီမှာဆိုလို့ရှိရင်ဝါသက်ရှိတော့က raw o ဆိုပြီးတော့ particle o လေးဖြစ်ပြီးတော့ဒီမှာကတော့ wa လေးဖြစ်ပါတယ်ပမာဏကိုနှက်စားဖြစ်အောင်လုပ်တာ ဒီညစာကိုကြဒါအဖြစ်တတ်မှတ်လိုက်တာဆိုတော့မတူဘူးเนาะဒါကဖြစ်အောင် လုပ်တာဒါကအဲ့ဒါအဖြစ်တတ်မှတ်တာလုပ်တာတော့လုပ်တာပဲအဲ့ဒါအဖြစ်တတ်မှတ်လိုက်တာဆိုတဲ့ပုံစံမျိုးနဲ့သုံးတာဒီမှာဆိုရင်နော်မီမွန်နိုကဘီရိုနီရှိမှာတောက်စရာကတော့ဘီယာပဲလုပ်ဘီယာပဲလုပ်ကြမယ်ပေါ့ဘီယာကြီးကို တက်မှတ်လိုက်တာကွာဘီယာကိုလှုပ်เสียမလို့လေနော်တက်မှတ်လိုက်တာဒီမှာဆိုရင်တော့နှက်စားဖြစ်အောင်ဆိုတော့လူကိုယ်တိုင်ကလှုပ်ကြမှာပေါ့အဲ့လိုမျိုးအချင်းချင်းမျိုးတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးလေးကွဲပါတယ်ပါတီကယ် O နဲ့ W နဲ့ကွဲတယ်ပေါ့ပါတီကယ်ကတော့အဲ့လောက်ကြီးအထွေထူးဒီမှာမေးเสียတော့မရှိဘူးလို့ထင်တာပဲပါလာခဲ့ရင်လည်းပါတီကယ်လေးကြီးကွဲတယ်ဆိုတာသိအောင်လို့ပါ ကဲဒါဆိုလို့ရှင်တော့ဒီနေ့ရဲ့ grammar ပတ္တန်လေးတွေကိုတော့တော်တော်များများနားလည်မယ်လို့ထင်ပါတယ်ဝတိရှိကငါးခုစလုံးကိုပြန်ချုပ်ပေးခြင်းပါတယ်ပထမအဦးဆုံးကစုငီမစလုံးနဲ့လုံးနဲ့လုံးနေမှာတော့အကုံဖြော buff ဆိုရင် mass ဖြော agent e ဖြော na agent na ဖြော်တတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်တာမျိုးတွေသုံးမယ်ဥပမာ table စုငီမသမင်းစားလုံးသွားတယ်နော်မီစုငီမအတောက်လုံးသွားတယ် နောက်တစ်ခုကရာစုရဲ့ညီခွေလောရတာလွယ်တယ်လှုပ်ဖို့ခက်တယ်လှုပ်ဖို့လွယ်တယ်လှုပ်ဖို့ခက်တယ်ဖြစ်ဖို့လွယ်တယ်ဖြစ်ဖို့ခက်တယ်ဆိုတဲ့အခြေအနေမျိုးတွေမှာရာစုရဲ့ညီခွေကိုသုံးမယ်။သူတည်လဲပဲလှုပ်ရတာလွယ်ရမလို့ဘတ်တင်မှာပဲသုံးတယ်။ဒါပေမဲ့ mass ဖြုတ်သုံးမယ်။ buff ကို mass ဖြုတ်ရာစုရဲ့ dust buff ကို mass ဖြုတ်ညီခွေ dust ဥပမာခိုးရတဲ့ရာစုရဲ့ dust ကျိုးလွယ်တယ်ခိုးရတဲ့ညီခွေ dust ကျိုးမကျိုးလွယ်ဘူးပေါ့နော်ကျိုးဖို့ခက်တယ်ပေါ့ ောက်တစ်ခုကကြတော့ EHDD တွေ EHDD တွေကို advert ပြောင်းရှင်မအဲ့လိုမျိုးဖြစ်အောင်လုပ်မယ်တော်တော်လေးဖြစ်အောင်လုပ်မယ်လှလပပလေးဖြစ်အောင်လုပ်မယ်အဲ့လိုမျိုးဖြစ်အောင်လုပ်မယ်ဆိုတဲ့အခြေအနေမျိုးတွေမှာ EHDD တွေကို အီးဆိုရင်ဤဖြုတ်ခုပေါင်းရှီမတ်စကတ်ပြီးတော့နာအချစ်တိဆိုရင်နာဖြုတ်နိပေါင်းရှီမတ်စကတ်မယ်။နောင်ကတော့နာအချစ်တိနဲ့တူရဲဆိုတော့နောင်နီးရှီမတ်စ်အဲ့လိုမျိုးဖြစ်အောင်လုပ်မှာ။နောက်တစ်ခုကကြတော့နောင်နီးရှီမတ်စ်ဒီနောင်ကြီးရဲ့ဖြစ်သတ်မှတ်လိုက်တာဥပမာတမ်ပူရာဖြစ်သတ်မှတ်ပြီးတော့ညစာကိုမီနူဖြစ်လုပ်လိုက်တာမျိုးဘီရူဖြစ်တောက်စရာကိုဘီယာဖြစ်သတ်မှတ်ပြီးတော့ဘီယာလုပ်လိုက်တာမျိုးသတ်မှတ်ပြီးမှလုပ်တာမျိုးဒီပုံမှန်ရှိတဲ့နောင်နီးရှီမတ်စ်ကတော့သတ်မှတ်စရာမလိုဘူးအဲ့လိုမျိုးဖြစ်အောင်လုပ်တယ်ဆိုတဲ့အခြေအနေမျိုးတွေမှာသုံးပါရတယ်။ပါတီကယ်လေး၊ကွဲတွေပေါ့။ ဒါလို့ဆိုရင်တော့မင်းဆက်တော့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ကြောက်အော်စကာရဲ့ဆမတ်ဒေ့ချ်တာမာတာနေဘိုင်ဘိုင်အိုယာဆူမီ